ပြီးခဲ့တဲ့မေရှိရဲ့ည၈နာရီကျော်လောက်မှာအိန္ဒိယမြောက်ပိုင်းဂျမ်မူးမြို့ကောင်းကင်ယံဘက်မှာအနီရောင်မီးတမ်းတွေဖြတ်တန်းသွားချိန်မှာပဲအိန္ဒိချင်းပါကစ္စတန်ကနေပြန်တန်းလာတဲ့ဒရုန်းတွေကိုအိန္ဒိယလေကြောင်းကာကွယ်ရေးစနစ်တွေကပစ်ရှာခဲ့ပါတယ်။ဆယ်စုနှစ်များစွာအတွင်းဖြစ်ပေါ်ခဲ့တဲ့တိုက်ခိုက်မှုတွေမှာအိန္ဒိယနဲ့ပါကစ္စတန်စစ်ဘက်တွေကဈေးကြီးတဲ့အကောင်းစားတိုက်လေရင်တွေတမျိုးကြဒုံးကြီးတွေနဲ့လက်နက်ကြီးတွေကိုအသုံးပြုခဲ့ကြပါတယ်။ဒါပေမဲ့လည်းမေလာကလေရက်ကြတိုက်ခိုက်မှုတွေမှာတော့နယူးဒေလီနဲ့အစ္စလာမဘတ်က တစ်ဖက်နဲ့တစ်ဖက်မောင်းသူမဲ့လေရင် UAV တွေကိုအမြောက်များတုံးပြပြီးတိုက်ခိုက်တာဟာပထမဆုံးကျင်ဖြစ်ခဲ့ပါတယ်။အပြစ်ခတ်ရက်စဲရေးအတွက်ဂျာဝင်ချစ်ဆက်ပေးခဲ့ကြောင်းအမေရိကန်ကကြေညာခဲ့ပြီးတဲ့နောက်မှာတိုက်ခိုက်မှုတွေရပ်တန့်သွားခဲ့ပါတယ်။ဒါပေမဲ့လည်းပြီးခဲ့တဲ့နှစ်ကကာကွယ်ရေးအတွက်အမေရိကန်ဒေါ်လာ66ဘီလီယံအသုံးပြုခဲ့ကြတဲ့အာရှအင်အားကြီးနှစ်နိုင်ငံကအခုဆိုရင်ဒရုန်းလက်နက်ပြိုင်ပွဲမှာပါဝင်ဆင်နွှဲနေကြပြီဖြစ်ကြောင်းနှစ်နိုင်ငံလုံးလုံခြုံရေးအရာရှိတွေဇနက်လုံခြုံအမှုဆောင်တွေနဲ့လေလာစမ်းစစ်သူ15ဦးနဲ့ ရိုက်တာသတင်းဌာနကပြုလုပ်ခဲ့တဲ့တွေးဆမေးမြန်းမှုတွေကနေသိရှိလာပါဗျ။နျူကလ িয়ার ပိုင်ဆိုင်တဲ့အိန္ဒိယနိုင်ငံကနောက်ဆိုရင်ဒရုန်းနဲ့ UAV တွေကိုပို့ပြီးအသုံးပြုလာကြလိမ့်မယ်။အကြောင်းကတော့သူတို့တွေကိုအသုံးပြုပြီးတင်းငယ်တဲ့အတိုင်းအတာနဲ့တိုက်ခိုက်တာကလူအသက်တွေကိုရင်းစရာမလိုသလိုထိန်းချုပ်မရအောင်စစ်ရေးအရှိန်ပြင့်မှုမျိုးကိုလည်းလှုံ့ဆော်မှုမဖြစ်တာကြောင့်လို့ကျွမ်းကျင်သူတို့ကဆိုပါရတယ်။အိန္ဒိယကပြည်တွင်းဒရုန်းလုံငန်းမှာအကြီးအကျယ်ရင်းနှီးမြှုပ်နှံသွားဖို့ရှိတယ်။ဒါမဲ့တစ်နှစ်ကနေနှစ်နှစ်အတွင်းမှာ ဒရုန်းတွေပေါ့အမေရိကန်ဒေါ်လာတန်း480လောက်သုံးဆွဲသွားလိမ့်မယ်။ဒါအပရိပခမဖြစ်ခင်ကတည်းသုံးဆလောက်ပိုများတဲ့အတိုင်းအတာဖြစ်မယ်လို့အစိုးရနဲ့ပုံမှန်ဆက်ဆံရှိပြီးကုမ္ပဏီပေါင်း900ကျော်ကိုကိုစားပြုတဲ့ Drone Federation အိန္ဒိယမှ Smith Shah ကဆိုပါတယ်။အရေးပေါ်စစ်လက်နက်စုဆောင်းရေးရန်ပုံငွေအမေရိကန်ဒေါ်လာ4.6ဘီလီယံကိုအိန္ဒိယကအခုလထဲမှာအတည်ပြုခဲ့ပြီးတဲ့နောက်အရင်ကသတင်းတွေမထွက်ခဲ့တဲ့ဒီခံမှန်းချက်နဲ့ပတ်သက်ပြီးအခြား Drone လုံခြုံရေးအကြီးအကဲနှစ်ဦးကလည်းထောက်ခံခဲ့ပါတယ်။ အရေးထက်ဆုံးရမုံငွေတွေကအရှုပ်ကိုတိုက်ခိုက်ရင်လည်းထောက်လန်ရဲ့ဒရုန်းတွေအတွက်သုံးဆဖို့အိန္ဒိယစစ်တပ်ကစီစဉ်ထားတယ်လို့အဲ့ဒီကိစ္စနဲ့အကျွမ်းတဝင်ရှိတဲ့အိန္ဒိယအရာရှိနှုတ်ကပြောပါတယ်။အိန္ဒိယနိုင်ငံမှာကာကွယ်ရေးစစ်လက်နက်ပစ္စည်းတွေဝယ်ယူစုဆောင်းတာကနှစ်နဲ့ရှိပြီးကြာမြင့်တဲ့ဘယူရိုကရက်တစ်လုပ်ငန်းစဉ်တွေပါဝင်လက်ရှိပါတယ်။ဒါပေမဲ့လည်းအခုဆိုရင်အရာရှိတွေကဒရုန်းထုတ်လုပ်သူတွေကိုခေါ်ယူပြီးစမ်းသပ်မောင်းနှင်တရုတ်ပြခိုင်းတာစွန့်ရီပြခိုင်းတာတွေအရင်ကတည်းကပိုပြီးမြန်ဆန်လာတယ်လို့အိန္ဒိယဒရုန်းကုမ္ပဏီ Idea Forge Technology ရဲ့ဒုတိယဥက္ကဋ္ဌ Bishal Sasna ကဆိုပါတယ်။အဲ့ဒီအချိန်မှာပဲပါကစ္စတန်ကလည်းသူတို့ရဲ့ဈေးကြီးတဲ့တိုက်လေယာဉ်တွေဆုံးရှုံးနိုင်တဲ့အနေအကိုရှောင်လဲဖို့ကြိုးစားရင်း UAV တွေပို့ပြီးဝယ်ယူဖို့လုပ်နေတယ်လို့ပါကစ္စတန်သတင်းရင်းမြစ်တူကပြောပါတယ်။သူတို့ရဲ့နောက်ဆုံးအကဲဆက်မှုမှာပါကစ္စတန်ရောအိန္ဒိယကပါသူတို့ရဲ့နောက်ဆုံးပေါ်စရုပ်ထမျိုးဆက်လုံတိုက်လေယာဉ်တွေကိုအသုံးပြုခဲ့ကြပါတယ်။ဒါပေမဲ့လည်းငွေကြေးရှားပါးနေတဲ့ပါကစ္စတန်ကသူတို့စီမှာအကောင်းဆုံးဆိုလို့ တရုတ်လုံးဂျေတန်တိုက်လေရင်အစည်း20လောက်သာရှိချိန်မှာအိန္ဒိယဘက်မှာကပြင်သစ်ရာဖေးတိုက်လေရင်36စီးလောက်အထိရှိနေတာဖြစ်ပါတယ်။ပြည်တွင်းဒုံးသူဒေသနာနဲ့ထုတ်လုပ်ရေးစွန့်ရည်တွေတိုးတက်မြင့်မားလာစေဖို့ပါကစ္စတန်ကလက်ရှိတရုတ်တူရကီတို့နဲ့တူထောင်ထားတဲ့ဆက်ဆံရေးအပေါ်ဆက်လက်တိစောက်သွားဖို့ရှိတယ်လို့ James ကာကွယ်ရေးဆိုင်ရာထောက်လှမ်းရေးကုမ္ပဏီမှဦးရှင်မာဂျန်တာကပြောပါတယ်။ဒရုန်းတွေကိုထုတ်လုပ်ဖို့အတွက်အမျိုးသားအာကာသသိပ္ပံပညာနဲ့နည်းပညာစုံနဲ့ပြည်တွင်းမှာပဲ ရီဟာ3တုံးတွေထုတ်လုပ်နိုင်တဲ့ဒူတဂီကာကွယ်ရေးကန်ထရိုက်ဖေကာတို့ရဲ့ပူပေါင်းလှုပ်ဆောင်မှုကိုအစ္စလာမဘက်ကအားကိုးနေတယ်လို့ပါကစ္စတန်သတင်းရင်းမြစ်ကဆိုပြီး၂ရက်၃ရက်အတွင်းပြည်တွင်းမှာဒုံးတစ်စင်းထုတ်လုပ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ကြီးမားတဲ့တိုင်းဒါနဲ့ဆစ်ရှယ်မြင့်မှုဖြစ်စေပဲစီရေးပြားပေးဖို့နေလန်တစ်ခုဖြင့်ဒရုန်းတိုက်ခိုက်မှုများအားအိန္ဒိယနဲ့ပါကစ္စတန်ကရှုမြင်ကြပုံရကြောင်း King College London မှနိုင်ငံရေးသိပ္ပံပညာရှင် Walter Lewis ကဆိုပါတယ်။ ်အငင်းပွားနေတဲ့ဟိမိုနာဒေတာအိန္ဒိယနိုင်ငံပိုင်ကက်ရှမီးယားဒေတာမှာဧပြီ22ရက်ကအိန္ဒိယလူမျိုးအများစုပါဝင်တဲ့ခီးသွား26ဦးကိုစစ်သွေးကြွတွေကတပ်ဖြတ်ခဲ့ပြီးတဲ့နောက်မှာအဲ့ဒီအိန္ဒိယချင်းနိုင်ငံကြားကနောက်ဆုံးတိုက်ခိုက်မှုဖြစ်လာခဲ့တာပါဒီတိုက်ခိုက်မှုပေါ်အိန္ဒိယဝန်ကြီးချုပ်နာရန္ဒရာမိုရီကလက်စားရှိမယ်လို့ကြုံဝါပြီးမေ9ရက်မှာပါကစ္စတန်တဲကအကြမ်းဖက်အခြေခံအဆောက်အအုံလို့သူတို့ပြောတဲ့နေရာတွေကိုလေကြောင်းကနေတိုက်ခိုက်ခဲ့ပါတယ် ။နောက်နေ့ညမှာတော့မိုင်ပေါင်း982မိုင်ရှည်လျားတဲ့နယ်စပ်တစ်ချောင်းနေရာအများပြားကနေပါကစ္စတန်ကအိန္ဒိယတဲကိုတိုက်ခိုက်ရေးဒုံးမြောက်များကိုဆင်လွတ်လိုက်ပါတယ်။အရေအတွက်300နဲ့400ကြားရှိတဲ့ပါကစ္စတန်ဒုံးတွေကအိန္ဒိယရဲ့ဒေသောင်းကာကွယ်ရေးတွေကိုဆန့်သက်ခဲ့တယ်လို့အိန္ဒိယအရာရှိတွေကပြောကြပါတယ်။နိုင်ငံပိုင်ကဘာလုံးဆိုင်ရာစစ်မှုနဲ့ကာကွယ်ရေးလုပ်ငန်းစုကြီးကပြည်တွင်းမှာထုတ်လုပ်ထားတဲ့ Shafa 2 UAV တွေကိုအဓိကအသုံးပြုခဲ့တယ်လို့ပါကစ္စတန်သတင်းရင်းမြစ်နှစ်ဦးကပြောပါတယ်။ ဒါပေမဲ့လည်းပါကစ္စတန်ရဲ့ဒရုန်းများပြားကိုအိန္ဒိယကစစ်ရေးခေတ်မှာစတင်အသုံးပြုခဲ့တဲ့လေယာဉ်ပစ်လက်နက်တွေကပစ်ချနိုင်ခဲ့ပါတယ်။အဲဒီလက်နက်တွေမှာနိုင်ငံပိုင်းဘာရက်အီလက်ထရောနစ်ကုမ္ပဏီကထုတ်လုပ်ထားတဲ့ရေဒါစစ်သွေးရေးကွန်ရက်တွေနဲ့ချိန်ဆက်နိုင်တဲ့ခေတ်မီကရိယာတွေတပ်ဆင်ထားတယ်လို့အိန္ဒိယရာရှိကြီးနှုတ်ကဆိုပါတယ်။မေရှိယကတိုက်ခိုက်မှုမှာအိန္ဒိယကသူတို့ဒရုန်းများများကိုပစ်ချခဲ့တယ်ဆိုတာကိုပါကစ္စတန်သတင်းရင်းမြစ်ကညင်းဆိုပါတယ်။ ါပေမဲ့လည်းအိန္ဒိယကအဲ့ဒီ drone စစ်စင်ရေးကနေကြီးမားတဲ့ပစ္စည်းမှုတော့ဖြစ်ပုံမရခဲ့ပါဘူး။ drone တံပြန်ရေးစစ်ပွဲမျိုးအတွက်ပုံဖော်ထားတာမဟုတ်ပေမဲ့လည်းအဲ့ဒီလေယာဉ်ပစ်လက်နက်တွေကိုအိန္ဒိယကအသုံးပြုခဲ့တာကအာသင့်စရာကောင်းထိရောက်ခဲ့တယ်လို့လက်ရှိမှာ New Delhi မြို့ကပူရဲစစ်စင်ရေးများလေးလာမှုစင်တာမှာ drone ကြောင့်ညင်သူဖြစ်လောက်ကင်နေတဲ့အိန္ဒိယစတက်ဘိုမူဂျီဟောင်းအန်ရူမန္နာရန်ကပြောပါတယ်။ကျွန်တော်တို့မျှော်လင့်ထားတဲ့ဆယ်ဆပိုကောင်းခဲ့ပါတယ်လို့သူကဆိုပါတယ်။ အိန္ဒိယကလည်းအစ္စရေးနိုင်ငံလို့ဟာရော့ပိုလန်နိုင်ငံထုတ်ဝါမိတ်နဲ့ပြည်တွင်းထုတ်ဒရုန်းတွေကိုပါကစ္စတန်ဝဟင်ပိုင်နက်ထက်ဆစ်လွတ်ခဲ့တယ်လို့အိန္ဒိယသတင်းရင်းမြစ်တဦးနဲ့ပါကစ္စတန်သတင်းရင်းမြစ်နှစ်ဦးရဲ့ပြောပြချက်အရသိရပါဗါးအဲ့ဒီတဲကတချို့ကိုစစ်စကန်နဲ့စစ်ရေးခြေကန်အဆောက်အုံတွေကို တိကျစွာပြစ်မှတ်ထားတိုက်ခိုက်ခဲ့ရမှာအသုံးပြုခဲ့တယ်လို့ဆိုပါတယ်အစ္စရေးလေကြောင်းနဲ့အာဂါဒါစစ်မှုလုပ်ငန်းကထုတ်လုပ်ထားပြီးခရီးဝင်းတွေပြစ်မှတ်ရှာတိုက်ခိုက်တယ်ဟာရော့ဒေတာကန်ဒရုန်းတွေကိုအိန္ဒိယကအများပြားအသုံးပြုခဲ့တယ်လို့ ပါကစ္စတန်လုံခြုံရေးသတင်းရင်းမြစ်နှစ်ခုကအတည်ပြုပါတယ်။အဲ့ဒီကာမီကာဇေဒရုန်းတွေကပြင်းမပေါ်မှာဝဲနေပြီးနောက်မှဝင်တိုက်ဖောက်ခွဲပြလိုက်တာလို့ဆိုပါတယ်။အဲ့ဒီဟာရိုတွေကိုဆွဲဆောင်နိုင်ဖို့ပါကစ္စတန်ကချုပ်နေရာတွေမှာဗေဒါတုတွေထောင်ထားခဲ့တယ်။ဒါမှမဟုတ်လဲသူတို့ပြန်တန်းနိုင်တဲ့အချိန်ကုန်တော့အောင်ဆောင်ဆိုင်နေခဲ့တယ်။အဲ့ဒီအချိန်မှာဟာရိုဒရုန်းတွေကပေ3000အောက်ကိုရောက်လာလို့ပြစ်ချနိုင်ခဲ့တယ်လို့ဆိုပါတယ်။ UAV နဲ့ဒရုန်းတွေအသုံးပြုခဲ့ရမှာအောင်ပွဲတွေရရှိခဲ့တယ်လို့နောက်ဘက်စလုံးကနောက်ပိုင်းမှာကြွေးကြော်ခဲ့ကြပါတယ်။